အလုံးမင်္ဂလာပါ The Great Godzilla Terrama ဖြစ်ပါတယ်။တင်းတော်မနက်ဖြန်ငွေကြီးကန့်အခြေအနေကိုဖတ်ကြားပေးမှာဖြစ်ပါတယ်။မနက်ဖြန်မှာတော့ငွေကြီးကန့်အခြေအနေတော်တော်လေးကောင်းမွန်နေတာမျိုးရှိပါတယ်။ကိုယ်အနေနဲ့ပေါ့နော်ရရစရာရှိတဲ့ငွေကြီးတွေလည်းရတာမျိုးရှိတယ်။ အလူငယ်လူရတဲ့အနေနဲ့လည်းပေါ့နော်မုံပိုးတွေရှာတာမျိုးတွေကန်ဆတ်မတ်တွေပောက်တာမျိုးတွေကြုံရတတ်ပါတယ်နော်အတငယ်ချင်းပေါင်းသင်းတွေစီကနေလည်းငွေကြီးရစီရလမ်းကြောင်းတွေထပ်ပြီးတော့တွေ့လာရတတ်တယ်ရက်ဝေးကနေပြီးတော့မျောလင်းနေတဲ့ငွေကြီးတွေလည်းရရှိလာတတ်တယ်လုပ်ငန်းနဲ့ပတ်သက်ပြီးတော့လည်းအနီးနားပဲဖြစ်ဖြစ်ရက်ဝေးကပဲဖြစ်ဖြစ်ပေါ့နော်နေမီချားကပဲဖြစ်ဖြစ်အလောက်ကန်အခွင့်လန်းတွေပို့ပြီးတော့တိုးတက်အောင်မြင်ဖို့အတွက်သတင်းစကားကောင်းတွေကြားရတတ်တယ် နောက်ပြီးတော့ customer ကောင်းနေပေါ့နော်ရှေ့ဆက်လက်တွဲလို့ကောင်းနေပေါ့မိတ်ဆွေတွေအဖော်ကောင်းနေဆက်လက်ပြီးတော့ရရှိတတ်တယ်မနက်ဖြန်မှာဆိုလို့ရှိရင် ်ငွေကြေးနဲ့ပတ်သက်ပြီးတော့အနာဂတ်အတွက်ရည်ရှိ plan တွေချပြီးတော့လုပ်ဖြစ်မဲ့နေမျိုးဖြစ်တယ်။စိုက်ပျိုးရေးခြံသမားတွေဆိုလို့ရှိရင်လည်းမနှက်ဖြတ်မှစတင်ပြီးတော့ဗောနော်စိုက်ပျိုးရေးနဲ့ပတ်သက်ပြီးတော့စတင်တဲ့သူတွေကအနာဂတ်မှာတော်တော်လေးကိုဖြစ်ဖြစ်မြတ်မြောက်နေဗောနော်အသီးနှံတွေဖွံ့ဖြိုးပြီးတော့အမြတ်ဆုံးနေအများကြီးရမဲ့ကိစ္စမျိုးတွေကိုအခုချိန်ကနေစပြီးတော့စတင်အကောင့်ထဲပေါ်ဖြစ်မဲ့နေမျိုးဖြစ်တယ်။အဲ့တော့မနှက်ဖြတ်မှဆိုလို့ရှိရင်နိုင်ငံခြားနဲ့ပတ်သက်တဲ့သတင်းစကားတွေဗောနော်စောင့်မျှော်နေတဲ့သူတွေဆိုလို့ရှိရင်လည်းရရှိနိုင်မယ် လူမျိုးခြားဘာသာကြားတွေအကျိုးပေးတယ်၊ကုညီမဆမှုတွေရရှိနိုင်မယ်။အခုကိုလုံးကိုလုံးနေတဲ့ပေါ့နော်။အောင်မြင်မှုတွေသည်အဲလက်ရှိရှိနေတဲ့အနေအထားထက်တဆင့်တိုးသွားတာမျိုးကြုံရနိုင်မယ်။အလောက်ကင်ပိုင်းဆိုင်ရာမှာယာထုတိုးတာပဲဖြစ်ဖြစ်ပေါ့နော်။နောက်ထပ်လုပ်ငန်းအစ်စ်တွေလောက်တာမျိုးပဲဖြစ်ဖြစ်ဘလို့ပဲဖြစ်ဖြစ်ပေါ့နော်။ကောင်းတဲ့အဆင့်ပေါ့။နောက်ထပ် ညင်မာတဲ့နောက်ထပ်တစ်ဆင့်ပေါ့နော်အောင်မြင်မှုတစ်ဆင့်တက်လန်းတော့အမျိုးကြုံရမယ်တချို့ဆိုလို့ရှင်ပေါ့နော်ကိစ္စတစ်ခုခုအတွက်အကယ်၍စောင့်မျှော်နေတယ်စူးစမ်းနေတယ်ဆိုတဲ့သူတွေကလည်းမနှက်ပြမှာဆိုလို့ရှင်ပေါ့နော်အဲ့ဒီအရာနဲ့ပတ်သက်ပြီးတော့စာမှုပဲအောင်နေဆိုတာမျိုးအင်တာဗျူးတွေအောင်နေဆိုတာမျိုးပေါ့နော်အဲ့လိုမကြခင်ခရီးတွေထွက်ရတော့မယ်ဆိုတာမျိုးပေါ့နော်ပျော်ရွှင်စရာသတင်းစကားကောင်းတွေကြားတတ်တယ်နော်နောက်ပြီးတော့အကယ်၍စာမွေးဖြည့်ထားတဲ့သူတွေရှိရဆိုလို့ရှင်လည်းမနှက်ပြမှာအောင်မြင်ကြမင်္ဂလာစကားတွေကြားတတ်တယ် နော်ဘလို့နီးနေပဲဖြစ်ဖြစ်ပေါ့နော်မနက်ဖြန်မှာကတော့ကိုယ့်ရဲ့ကိုယ့်ရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းပဲဖြစ်ဖြစ်ဆွေတွေမျိုးတွေနဲ့ပဲဖြစ်ဖြစ်ပေါ့နော်ကိစ္စတစ်ခုခုအတွက်ပျော်ရွှင်စရာအောင်ပွဲခံစရာကိစ္စမျိုးတွေကြုံလာရတတ်တယ်ဆိုတာမျိုးတွေ့ရပါတယ်ဒါဆိုရင်ဒါမနက်ဖြန်ငွေကြေးကန်အတွက်ဖြစ်ပါတယ်စီးပွားဥစ္စာများဒီလားတိုးတက်ကြပါစီ